မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ20ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးတော့တပ်ပြန်ဆုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမာလ18ရက်နေ့မှာရွှေဘိုလေးကျင်ရေးရှင်းနဲ့ရွှေဘိုဘုတ်ကုန်းလမ်းပိုင်းကစစ်သားနဲ့ပြူစောထီးများပူးပေါင်းထားတဲ့အင်အား80ခန့်ပါတဲ့စစ်ကြောင်းဟာ ခင်ဦးမြို့နယ်မကြီးတောင်ပြူစောတီရွာဘက်ကိုစစ်ကြောင်းထုတ်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သိမ်းဆုပ်မှုတွေများပြားတဲ့အတွက်ကြောင့်စစ်တပ်စစ်ကြောင်းဟာညာရင်းချင်းဘုတ်ကုန်းနဲ့လေ့ကျင့်ရေးရှစ်ကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါအခုလိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာ MA4 တနက်တလာ MA5 ပစ္စတိုတနက်တလာ RPG အဖူအီနာက40မမဘုံများကြည်ပေါက်များနဲ့စစ်သုံးဆောင်ပစ္စည်းများကိုတိမ်းစီရရှိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေဘက်ကထိခိုက်မှုနဲ့တိမ်းဆုံးမှုတွေများပါတယ်ခွေးစစ်ကြောင်းကတော့တိုက်ပွဲဖြစ်ပြီးညာရင်းချင်းပဲသူတို့ထွက်လာတဲ့ဘုတ်ကုန်းပြူစောရီချံနဲ့လေးကျင်ရေးရှစ်ခွေးချံဘက်ကိုတက်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်စစ်ခွေးတိမ်းဆုံးမှုအရေးအတွက်ကတော့အတိအကျမသိရသေးဘူးလို့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် ်၎င်းတက်ခတ်မှုကိုရွှေဘုံခရိုင်အမှတ်၃တပ်ရဲ့ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပကဖတိုင်းနယ်ပကဖများနဲ့မြို့နယ်ပလာဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လာရဲ့ရောင်းများအထူးကဲမရှိဘဲနဲ့အောင်မြင်စွာတက်ခတ်နိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်းတမ်ရော BSLF TNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့ကိုထိုးစစ်ဆင်ဖို့လှုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်နဲ့ TNL တို့ကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပူရင်တော့ဘာမှမဖြစ်ဘူး။မိုးရွာပြီဆိုတာနဲ့တနက်တန်တွေရောဆက်တန်တွေရောရှုပ်နေတာပဲလို့မြေပြင်သတင်းမြစ်တို့ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကရတနာတိန်ကြီးရွာဘက်ကနေစစ်တီအင်အားတွေကိုဖြည့်တင်းနေပြီးလက်ရှိမှာတော့မြေပြင်ကနေပဲထိုးစစ်ဆင်မှုစ조사နေတာဖြစ်တယ်လို့သိရပါဗါးအင်အားကတော့များမယ်ထင်တာပဲတနည်းအားဖြင့်သူတို့သွားပြီဆိုရင်လူရောက်20လောက်နဲ့သွားကြတာတွေ့ရတယ်အရင်ကတည်းကချတာဘုံဒီအလုံး300လောက်ရှိနေပြီစစ်ကောင်စီတပ်ရဲ့ကြောင်မဲမျိုးထိုးစစ်ဟာခိုက်တော်ဟုန်ကျေးရွာနာအရောက်မှာနောင်ချုံမိုးကုတ်လမ်းကိုမြေပြင်ထိုးစစ်ဆင်နေတာဖြစ်ပြီးတော့လက်ရှိမှာရတနာတိန်ကြီးအချုံမှာပဲတောင်းတနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကံမှာထမ်းတက်နေတဲ့ပြူစောတိများကိုတွားရောက်တိုက်ခတ်ရာပြူစောတိတွေထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ18ရက်နေ့မှာ မြန်မျိုးနယ်တောင်ပိုင်းမှာရှိတဲ့တရက်ကံပြူစောတိရွာကပြူစောတိများဟာထိုင်းတက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွင်းမှာပြူစောတိများထိခိုက်မှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြည့်နိုင်သေးဘူးလို့ပြောပါဗျ။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြူစောတိတွေကထိုင်းတက်နေတဲ့အချိန်မှာကျွန်တော်တို့ကဝင်းရောက်တိုက်ခိုက်ခဲ့တာပါ။ပြူစောတိတွေထိခိုက်သေးဆုံးနိုင်တဲ့ကျွန်တော်တို့ကစပြီးတော့ဝင်းပြတဲ့အချိန်မှာဒီကောင်တွေအကုန်လုံးဘန်ကားတွေကိုဝင်းပြေးလို့ အပြန်အလှန်ပြစ်ခတ်မှုဖြစ်တယ်ပြူစောတိရွာရဲ့အနီးမီတာ90လောက်ကိုဝင်းပစ်ခဲ့တာပါကျွန်တော်တို့ရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ TYK ပျောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းအခြေဆိုင်အမတ်ဆက်သုံးဆစ်စင်ရဲကိုကဲမှုဌာနချုပ်မှုဘုံမှုချုပ်မင်းတီဟာမှာမြို့ပေါ်မှာ KTV နဲ့အနိုင်ခံဖွင့်လှစ်ခြင်းများအပါအဝင်တရားမဝင်စီးပွားရေးများစွာလုပ်ကင်နေတဲ့အပြင် အကျင့်ပြတ်ခြွာဆောင်းမှုများအကြီးကျယ်လှုပ်ထားတဲ့အတွက်ကင်ကြားခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘုံမှုချုပ်မင်းတီဟာကဘုံပြင်းမြို့ပေါ်မှာ KTV နဲ့အနေခန်းဖွင့်လျရာမှာစကခ73ကဘုံမှုရဲလွင်ဦး DSA အပတ်စဉ်48ကိုအဓိကဦးစီးခိုင်းထားပြီးတော့မြို့ပေါ်ကစီဝါရေးသမားတို့ကနာမည်ခံပေးထားရတယ်လို့သိရပါဗါး။အဲ့ဒီ KTV နဲ့အနေခန်းကိုဘုံပြင်းမြို့မှာဈေးအနီးမှာဖွင့်လှစ်ထားပြီးတော့အဲ့ဒီဆိုင်ကအကျိုးအမြတ်များကို ဗိုလ်မှူးချုပ်မင်းဒီဟာကအဓိကရယူနေတယ်လို့သိရပါဗျ။ကျန်တဲ့အကျိုးမြတ်တွေကိုတော့ဗိုလ်မှူးရဲလွယ်ဦးနဲ့အမိခံပေးထားတဲ့စီးပွားရေးသမားကိုပြန်လည်ခွဲပေးထားတယ်လို့သိရပါဗျ။ဗိုလ်မှူးချုပ်မင်းဒီဟာရဲ့ KTV နဲ့အနေခမ်းဆိုတာကမျိုးစုံမျိုးပြားမှာဖွင့်ထားတာမဟုတ်ဘူး။မျိုးလေကောင်တဲ့တဲ့အချက်ချာကြတဲ့နေရာကြီးမှာဖွင့်ထားတာ။တညာလုံးမူရအော်ဟစ်နေကြတာ။အဲ့ဒါကိုမျိုးနေပြည်သူတွေကတိုင်ကြတယ်မျိုးနေပြည်သူလူထုကတိုင်တဲ့အခါကျတော့လေလက်ရှိခရိုင်ထွေထွေအုပ်ချုပ်ရေးမှူးရုံးက စကခ73တမမှုဘုံမှုချုပ်မင်းတီဟာ DSA အပတ်ဆက်41နဲ့တပတ်ဆက်နဲ့ဝိုးချရွှေကိုခရိုင်မှုဖြစ်နေတယ်ဗျာခရိုင်မှုပါ KTV နဲ့အနေခမ်းမှာ share ပါတလို့တော့သတင်းကထွက်နေတာလို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စကခ73တမမှုဘုံမှုချုပ်မင်းတီဟာကတရားမဝင်စီးပွားရေးလုပ်ငန်းများလုပ်ကင်နေတဲ့အပြင်မြို့နယ်အတွင်းမှာတရားမဝင်ကုန်သွယ်ခြင်း တရားမဝင်ပစ္စည်းများတည်ယူခြင်းများအထွတ်ဆက်ကြီးကောက်ခံမှုများကိုလည်းဘုံမှုရဲလွယ်ဥကိုအခွင့်အာဏာပေးရပြီးတော့ပတ်စံတောင်းခိုင်းရတယ်လို့သိရပါတယ်။ဘုံပြင်းမှာမျိုးဝင်မျိုးထွက်ဂိတ်တွေအလုံးကိုဘုံမှုရဲလွယ်ဥကိုတတ်မှတ်မှုကလွှဲထားတယ်။စီးပွားရေးသမားတွေစီကလည်းမအားလို့ချင်းလဲပတ်စံသာပေးအကုန်လုပ်ပေးတယ်။ဘုံပြင်းမှာ ဘုံမူရဲ့လူကအားလုံးကိုဦးစီးပြီးတော့ငွေရှာတယ်။ပြီးရင်သူ့ပထွေးတက်မှမှုကိုပြန်ကားတာဗောလို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။စကခဆက်သုံးတက်မှမှုဘုံမူချုပ်မင်းတီဟာမှာစီးပွားရေးနဲ့ငွေရရှိရေးကိုသာအဓိကအာရုံစိုက်ပြီးတော့တပ်ပိုင်းဆိုင်ရာကိစ္စရများကိုဒုတိယစကခမှုဘုံမူကြီးမျိုးတန်ကိုလွှဲအပ်ထားခဲ့တယ်လို့သိရပါဗျ။ဘုံမူကြီးမျိုးတန်မှာ ဩဂတ်လ25ရက်နေ့နေ့လယ်12:55မိနစ်အချိန်တနင်္သာရီတိုင်းဗိုလ်ပြင်းမြို့ကလေညာမြို့ဘက်ကိုနေမြေစစ်စင်ရေးကွင်းစင်းတဲ့ဗိုလ်ပြင်းခြေစား MS-73 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ကဒုတိယစကားခမှုဗိုလ်မှူးကြီးမျိုးတန်ဟာ KNL ရဲ့တက်ခတ်မှုကြောင့်တေဆုံသွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတေဆုံမှုအတော့ဗိုလ်မှူးချုပ်မင်းတီဟာကိုစစ်တပ်ကစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ ဗိုလ်မှူးချုပ်မင်းတီဟာဟာစစ်တပ်ကတော်အပတ်စဉ်47ကျောင်းဆင်းဖြစ်ပြီးတော့2018ခုနှစ်မှာဒုတိယဗိုလ်မှူးကြီးရာဒူးနဲ့ကကပြီးစစ်ဦးစီးပထမရန် G1 တာဝန်2022ခုနှစ်မှာပူတာအိုစစ်ဗျူဟာမှုအဖြစ်ဗိုလ်မှူးကြီးရာဒူးနဲ့၎င်း2024ခုနှစ်မတ်လမှာစက္ကခ73တက်မှမှုအဖြစ်ဗိုလ်မှူးချုပ်ရာဒူးနဲ့၎င်းတာဝန်ထမ်းဆောင်ရာဒူးတိုးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်2024ခုနှစ်မှာပဲမင်းအွန်လိုင်းက၎င်းကိုစစ်မှုထမ်းကောင်းတစ်စိတ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာចောင်းသားចောင်းသူ3ဦးကိုအုပ်စုဖွဲ့ပြီးတော့ဓာတ်ခုံမှုကျူးလွန်ခဲ့တဲ့မြန်မာလူငယ်15ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရမိခဲ့ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ16ရက်နေ့မှာ24နာရီဖွင့်လှစ်ထားတဲ့ချင်းမိုင်မြို့စံကန်ဖိုင်ရက်ကွက်မှာရှိတဲ့အဝိဆော်ဆိုင်နဲ့စတိုးဆိုင်ရှိမှာចောင်းသားចောင်းသူ3ဦးကိုလူအချို့က အုပ်စုဖွဲ့ပြီးတော့လက်လက်မောင်းနဲ့နောက်ကျောတွေကိုဓာတ်နဲ့ခုတ်ပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုအခင်းဖြစ်ပွားရနေရာကိုချင်းမရဲတပ်ဖွဲ့ကစက်တမ်ဘာလ18ရက်နေ့မနက်ပိုင်းမှာတွားရောက်ဆစ်ဆီးပြီးတော့လိုက်လံရှာဖွေဖမ်းဆီးခဲ့ရမှာ ဓာခုံမှုကိုဥဆောင်ကျွလွန်ခဲ့တဲ့အသက်25နှစ်အရွယ်စိုင်းအိုင်မောင်ခေါ် M အပါဝင်အသက်14နှစ်ကနေအသက်30ကျော်အရွယ်ရှိတဲ့မြန်မာလူငယ်15ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီမြန်မာလူငယ်များရဲ့အုပ်စုဖွဲ့ဓာခုံမှုကြောင့်ចောင်းသားចောင်းသူ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့အသက်14နှစ်အရွယ်ចောင်းသူ၃ဦးဟာလက်ကောက်ဝယ်ပြတ်ထွက်သွားတဲ့အတွက်ကြောင့်ပြန်ဆက်ထားရပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။ အုပ်စုဖွဲ့ပြီးတော့ရာဇဝတ်မှုကျူးလွန်တဲ့မြန်မာလူငယ်15ဦးကိုထိုင်းရဲတပ်ဖွဲ့ကပြင်းထန်တဲ့ကိုထိလက်ရောက်မှုကျူးလွန်မှုလူ9ဦးနဲ့အထက်ကျူးလွန်ရန်ပူးပေါင်းကြံစီမှုနဲ့လက်နက်ဓာတ်ကင်ဆောင်မှုတို့နဲ့အမှုဖွင့်ထားပြီးတော့တရားစွဲဆိုထားပြီးပြည်ထောင်များကိုချမှတ်ပြီးပါကပြည်နယ်နယ်ပေးမှဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံချင်းပိုင်မြို့မှာ Black Lotus Gang နဲ့999 Gang ဆိုပြီးတော့အမည်ပေးထားတဲ့မြန်မာလူငယ်များကအုပ်စုဖွဲ့ရိုက်နှက်မှုများအနိုင်ကျင့်မှုများကိုကျူးလွန်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းမှုမြို့နယ်မှာလဖေးဆိုင်ဘီယာဆိုင်နဲ့ဆောက်လုပ်ရေးပစ္စည်းအယောင်းဆိုင်များတဲ့ကဘာစစ်တပ်ကဝင်ရောက်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုစက်တင်ဘာလအတွင်းမှာအချပ်ဖတ်စစ်ခွေးတပ်ကမင်းမှုမြို့နယ်နဲ့စကုမြို့နယ်တို့မှာပေါ်တာဆွဲဖမ်းဆီးမှုများကိုနေရောညပါလှုပ်ဆောင်လာတယ်လို့သိရပါတယ်။လမ်းစုံလမ်းကွာများမှာသာပေါ်တာဆွဲဖမ်းဆီးခြင်းမဟုတ်တော့ဘဲလဖေးဆိုင်နဲ့ဘီယာဆိုင်များအတွင်းထဲအထိပါ ဝင်ရောက်ပြီးတော့ဆိုင်ထိုင်နေတဲ့လူငယ်များဆိုင်ဝန်တန်းများကိုပါဖမ်းဆီးလာတယ်လို့သိရပါတယ်စက်တဘာလ23ရက်နေ့ညနေပိုင်းမှာမင်းမှုမျိုးပေါ်မှာရှိတဲ့ထုံးကြော်တန့်ဆောက်လုပ်ရေးပစ္စည်းဆိုင်ကိုစစ်ခွေးတပ်ကဝင်ရောက်စီးနှင်းပြီးတော့ဆိုင်ဝန်တန်းလူငယ်များကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒါအပြင်လက်ဖေးဆိုင်နဲ့ဘီယာဆိုင်များကိုလည်းညပိုင်းအချိန်မှာဝင်ရောက်ပြီးတော့မှတ်ပုံတင်ဆစ်ဆေးပြီးမှတ်ပုံတင်မရှိတဲ့သူတွေကိုခေါ်ဆောင်ပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေတယ်လို့သိရပါတယ်စကုမျိုးပေါ်မှာလည်းအလားတူပေါ်တာဆွဲမှုများ အရှိန်ဟုန်နဲ့ဖြစ်ပွားနေတယ်လို့သိရပါတယ်။မင်းမူရောစကုမျိုးရောနှစ်ခုစလုံးမှာပေါ်တာဆွဲတာတွေတအားချမ်းနေပါတယ်။စကုမျိုးမြောက်ဘက်တိမ်ကုန်းစစ်စေးဂိတ်ကနေပြီးတော့လေခိုင်းချစစ်တပ်ကအထိုင်ချပြီးတော့ ပေါ်တာဆွဲနေတယ်။ညဘက်ပိုင်းတွေမှာဆိုရင်လဲလမ်းဆောင်လမ်းကွာတွေမှာပေါ်တာဆွဲတယ်။ ်မင်းမှုမှာကတော့ထုံးကြော်တန့်ဆောက်လုပ်ရေးပစ္စည်းဆိုင်ကဝန်ထမ်းတွေပေါ်တာဆွဲခံလိုက်ရပါတယ်စက်တင်ဘာလ12ရက်နေ့မနက်ပိုင်းကလည်းလပိဆိုင်ထဲမှာထိုင်နေတဲ့လူငယ်တွေကိုဆိုင်ထဲဝင်လာပြီးတော့တနက်ထောက်ပြီးဖမ်းခေါ်သွားတယ်စစ်တပ်ကအင်စည်းကားတွေနဲ့ကိုပတ်ပြီးတော့လူငယ်တွေကိုလိုက်ဖမ်းနေတာလို့မင်းမှုမျိုးနယ်ကကင်းထောက်အဖွဲ့ကပြောပြထားပါတယ်မင်းမှုမျိုးနဲ့ထွေအုံယုံနဲ့မိသက်တပ်ဖွဲ့ဝင်များပရိုက်တာဖွဲ့ဝင်များကိုည6နာရီကျော်ပါကကဲဆယ်ရင်းနဲ့မိဘအန်ဒီရဲ့ကိစ္စရက်များဆောင်ရွက်မယ်ဆိုပါက၎င်းတို့ထံကိုနာမည်ဆင်းတဲ့တကွာအကြောင်းကြားထားရန် မလို့အပ်ဘဲနဲ့ပြင်ပကိုထွက်ခွာခြင်းမျိုးမပြုလို့ရန်နှုတ်နဲ့သတိပေးထားတယ်လို့ပြောပါရယ်။မာရွင်ဖန်းစီခရရရင်ချက်ချင်းအကြောင်းကြားရလဲပြောဆိုထားတယ်လို့သိရပါရယ်။ပရိုက်တာအဖွဲ့တွေလူနာပို့တဲ့ကူညီရေးတွားရင်ညာပိုင်းဆိုရင်နာမည်စင်းနေပေးထားကြဖို့ထွေးဥကနှုတ်နဲ့အတိပေးထားပါရယ်။အချင်းချင်းမာပြီးဖန်းခံရတာမျိုးဆိုရင်လဲချက်ချင်းအကြောင်းကြားဖို့အတိပေးထားတယ်လို့မင်းမှုမျိုးနဲ့အခြေဆိုင်ပရိုက်တာအဖွဲ့ဝင်တို့ကရှင်းပြထားပါရယ်။ မင်းမှုမြို့နယ်တဝမ်းမှာလူငယ်များကိုပြစ်မှတ်ထားပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာအခုရက်ပိုင်းရွှေတောင်ကြီးနယ်ပွဲကနေပြန်လာတဲ့လူငယ်နှစ်ဦးကိုဖုန်းထဲမှာ VPN တွေ့လို့ဆိုပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စက်တဘာလ17ရက်နေ့ကလည်းမင်းမှုမြို့ကျွဲသုံးမြောင်ကြီးရွာမှာဆိုင်ကယ်များကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးတဲ့အချိန်လိုင်စင်မဲ့ဆိုင်ကယ်စီးမှုနဲ့ရွှေရောင်တောင်ရွာကလူငယ်တအုပ်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗျ။ဖမ်းတာကတော့ဗျာအကြောင်းမျိုးမျိုးပြပြီးကိုဖမ်းနေတာလူငယ်တွေလည်းဘဲမှမထွက်ရဲကြဘူး။ နေရောညရောအချိန်မရွေးကိုဖမ်းနေတာလို့မေးဖို့မျိုးကဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တာလေးမျက်နှာမြို့နယ်မှာအချမ်းဘတ်ဆက်တက်ကတရွာကိုလူရေ9000နှုံးနဲ့ပြည်သူ့စစ်တင်တန်းတက်ရောက်ရန်ဖိအားပေးခေါ်ဆောင်နေပြီးတော့တင်တန်းမတက်တဲ့ရွာတွေကို ။တပုံရွာအဖြစ်နဲ့တတ်မှတ်မယ်ဆိုပြီးတော့ချင်းချောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာဇမ်းပိုင်းကစတင်ပြီးတော့အချက်မဆက်တက်ကလေးမြနာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကိုတရွာကိုလူကြီး9ယောက်နှုံးနဲ့အလဲကျပြည်သူစစ်တင်တန်းတက်ရောက်ရန်ဖိအားပေးခေါ်ဆောင်နေတယ်လို့သိရပါဗါးလက်ရှိချိန်မှာလေးမြနာမြို့နယ်အတွင်းမှာရှိတဲ့တောင်စင်းရွာတမယာဂုံရွာကြက်ပေါင်ဂုံရွာကြီးပင်ရွာကြောက်တလုံးရွာဘိန်းနေခွင်းရွာစတဲ့ကျေးရွာများကတရွာကိုလူကြီး9ယောက်နှုံးနဲ့ ်အလဲကျပြည်သူစစ်တင်နှန်းကိုတက်ရောက်ရန်အချက်ဖတ်စစ်ခွေးတက်ကအုပ်ချုပ်ရေးမှူးများကနေတဆင်ဖိအားပေးခေါ်ဆောင်နေတယ်လို့သိရပါတယ်စက်တမားလ16ရက်နေ့မှာကျပ်ပောင်ကုန်းကြီးရွာကပြည်သူ9ဦးကိုခေါ်ဆောင်ကအချက်မစစ်တက်ကစေတနာပန်းကင်းမှာပြည်သူစစ်တင်နှန်းစတင်ပေးနေတယ်လို့သိရပါတယ်အခုလိုပြည်သူစစ်တင်နှန်းမတက်ရောက်တဲ့ကြီးရွာများကိုအချက်မစစ်တက်ကတဘုံရွာအဖြစ်နဲ့တတ်မှတ်မယ်လို့ချိန်ချောင်းနေကြောင်းသိရပါတယ်လေးမျက်နာမြို့နယ်ထဲမှာစစ်ခွေးတွေကတရွာကို9ရောက်နှုံးနဲ့အလဲကျပြည်သူစစ်တင်နှန်းလာတက်ဖို့ဖိအားပေးခေါ်ဆောင်နေပါတယ် ဒီကောင်တွေတင်နှံပေးတာကိုလာမတက်ရင်ဂျေးရွာတွေကိုတပုံရွာအဖြစ်နဲ့သတ်မှတ်မယ်ဆိုပြီးတော့ချင်းချောင်းနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 阿弥陀佛，六秒内交完，六秒。